ကျွန်မမိတ်ဆွေများလုံးမင်္ဂလာပါရှင်ရဝေးရဲ့နေ့ရနေ့ကျွန်မချစ်ခင်အားပေးကြတယ်ယုံကြည်အားပေးကြတယ်ခုနှစ်ရဲ့သားသမီးများလုံးရှင်းနေဘွားသားသမီးများလုံးစိတ်ချမ်းသာခြင်းကိုကျွန်မခြင်းနေနဲ့ပြည့်စုံနိုင်ကြပါစေရှင်ကျမကတော့ဆရာကြီးမင်းနေငါရဲ့တပည့်ဆရာမတင်းတန်လာစော်ပဲဖြစ်ပါတယ်ရှင် အခုကျမတနင်္ဂနွေတားသမီးများအတွက်လေးလပိုင်းတလစာကိုကံကြမ္မာများကိုအကောင်အဆိုးများကို စပြီးတော့ဖော်ပြပေးသွားမှာဖြစ်ပါတယ်နော်အဲ့တော့ကျမရဲ့ဗီဒီယိုလိုက်ကလေးကိုကြည့်ရှုနေတဲ့အထဲမှာတနင်္ဂနွေတားသမီးများပါခဲ့တယ်ဆိုလို့ရှိရင်အစဆုံးလေးကြည်ပေးသွားပါဒီလေးလပိုင်းမှာတနင်္ဂနွေတားသမီးများရဲ့ကံအဆိုးကံကောင်းကိုရေဒီယာနဲ့တကွကျမအသေးစိတ်လေးပြောပြပေးသွားမှာဖြစ်ပါတယ်ရှင် တနင်္ဂနွေသားများကဒီလေးလပိုင်းမှာဆိုရင်ငွေတွေเนาะလလဘတ်တွေဒလဟောဝင်လာရမယ်ကာလတခုဖြစ်ပါတယ်အဲ့ထွက်ရင်လည်းသူကအရန်ထွက်မယ်ဝင်ရင်လည်းအရန်ဝင်လာတတ်ပါတယ်တခုတတိထားမှာကြတော့မိမိတို့ရဲ့အိမ်မှာကိုယ်ရန်ရင်းနေတဲ့လူပေါ့เนาะ ကိုကယုံကြည်ရတဲ့လူကကိုကိုလိန်လေလှဲ့စားသွားတာမျိုးလေးကြုံရတတ်ပါတယ်ဒီလေးလာပိုင်းမှာတနင်္ဂနွေသားသမီးများ အထူးဂယုဆက်ရမယ်ကာလတခုဖြစ်ပါတယ်ဒါကြောင့်တနင်္ဂနွေသားသမီးများဒီလေးလာပိုင်းမှာဆိုလို့ရှိရင်မိမိတို့အနေနဲ့ဘုရားဘူးသားသမီးတွေတနင်္ဂနွေသားသမီးတွေတနေ့လာသားသမီးများကိုအထူးဂယုဆက်ရဖို့လိုအပ်ပါတယ် ပြောချင်တာကကြတော့ငွေတွေခြီးတာငှားတာ ပေးတာမျိုးပေါ့။ကူညီကူညီမယ်ဆိုရင်လည်းကူညီလိုက်။ခြီးတာတို့ငှားတာတို့လုံးဝမပြုတ်လောက်ပါနဲ့။ဘာကြောင့်လဲဆိုလို့ရှိရင်ကိုနဲ့အရန်ကြီးနေတဲ့တငယ်ချင်းမိဆွေတွေထဲမှာငွေကြောင့်စိတ်ဝမ်းကွဲပြီးတော့မှမခေါ်မပြောဖြစ်သွားတတ်ပါလေ။ဒါကြောင့်အထူးဂရုစိုက်ပေးပါ။တနေ့ဦးနေသားများလေးလပိုင်းမှာဆိုလို့ရှိရင် အဝါရောင်နဲ့လုံးဝမတည်ပါဘူးအဝါရောင်လုံးဝရှောင်ရမယ်လတလဖြစ်ပါတယ်လေနဲ့ပတ်သက်မဲ့ကျန်းမာရေးတွေအထုကယူဆိုင်ဖို့လိုအပ်ပါတယ်အချစ်ရေးမှာတော့ကံမကောင်းတတ်ပါဘူးချီးနဲ့ပတ်သက်ပြီးတော့ညနာပြက်စရာတွေကြုံရတတ်ပါတယ်အိုးအိမ်နေရာထိုင်ခြင်းတွေအပြောင်းအရွှေ့များမယ်အိုးအိမ်နေရာထိုင်ခြင်းနဲ့ပတ်သက်ပြီးတော့မတည်ငြိမ်တဲ့ ကာလတစ်ခုကိုရောက်ရှိနေခြင်းဖြစ်ပါတယ်။ဒါကြောင့်တနည်းကနေသားသမီးကမိမိတို့အနေနဲ့အိုးပိုင်အိမ်ပိုင်မရရှိသေးဘူးအိုးပိုင်အိမ်ပိုင်ဝယ်ဖို့ရည်ရွယ်ထားတယ်ညီလေးဝယ်ခြင်းနဲ့เนาะအိမ်လေးဝယ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီလေးလပိုင်မှာမဝယ်ပါသေးနဲ့။လေးလပိုင်ကြော်သွားပြီးငါးလပိုင်ထဲမှာရောက်ပြီဆိုတော့မှဝယ်ယူပါ။ဒါဆိုရင် အောင်မြင်တတ်ပါတယ်ကံကောင်းတတ်ပါတယ် ဒီလေးလပိုင်းမှာတော့တနင်္ဂနွေသားသမီးများအယောင်းဝယ်ကိစ္စတွေဘာမှမလုပ်ပါနဲ့လက်ရှိ လုပ်နေတဲ့စီးပွားရေးကိုပဲတေချာစောက်ချပြီးတော့လုပ်ပါဒါဆိုရင်အဆင်ပြေသွားပါလိမ့်မယ်ခက်ခဲမရှိပါဘူးသုံးရှုံးစရာလည်းမပေါ်လာတတ်ပါဘူးအဲပြောချင်တာကကြတော့လုပ်ငန်းတွေတိုးချဲ့တာမျိုးတွေနော်စီးပွားရေးမှာတခြားအလုပ်တစ်ခုကိုကူးပြောင်းတာမျိုးတွေလုံးဝမလုပ်မိဖို့လိုအပ်ပါတယ် လက်ရှိအလုပ်ကိုပဲကွာငြိမ်ငြိမ်လေးလုပ်ရမယ့်ကာလတစ်ခုဖြစ်ပါတယ်အဲ့တော့တနင်္ဂနွေသားသမီးများဒီကာလမှာဆိုလို့ရှိရင်မိမိတို့အနေနဲ့ဒီလေးလပိုင်းမှာမိမိတို့ရဲ့အပြောအဆိုလေးတွေမိမိတို့ရဲ့လုပ်ငန်းတွေမိမိတို့ရဲ့စီးပွားရေးတွေကောင်းတဲ့ကောင်းလူမှုရေးကိစ္စတွေမှာเนาะအမှုဟင်းကြုံတွေ့နေရတာတွေအောင်မြင်ခြင်းနဲ့เนาะအဆင်ပြေခြင်းနဲ့မြင်မြဲပြီးဆုံးခြင်းနဲ့ဆိုလို့ရှိလို့ရှိရင် ဇေဒီတော်ရဲ့တဆူဆူကိုသွားပြီးတော့ဒကွန်ကုတ်ကာမူလေးဘွားဂျိုတိုင်အစီလှူဒန်းပြရမှာဖြစ်ပါတယ်အဲ့တော့ဘယ်နေ့မှာလောက်ရမလဲဆိုလို့ရှိရင်မိမိတို့ရဲ့မွေးနေ့9နာရီ45မှာပြုလုပ်ပင်ရင်ပို့ပြီးတော့ကောင်းပါတယ်အဲ့တော့ဒီကာလတွေမှာမိမိတို့အနေနဲ့အိမ်ဖျားမှာနော်အိမ်ဖျားမှာရေတံဘူးလေဘူးစွန်းတော့ကပ်ပေးပါ ဖျားမှာဒီတိုင်းလေးတက်လူထားလို့ရပါတယ်တလားလုံးလှူထားလို့လည်းရပါတယ်ဒါပေမဲ့ရေတံဘူးမှာကြတော့မိမိတို့အနေနဲ့ရက်လေးလေးကိုဒုက္ခအပေါင်းเนาะဒုက္ခဆိုလဲစလုံးလေးကိုရေးမယ်ပြီးပါရင်ပြီးမှအပေါင်းလက္ခဏာလေးရေးမယ်ရေတံဘူးရဲ့ဘေးပတ်ပတ်လဲမှာရက်ကလေးကိုတေဝင်းလေးနဲ့ပဲဖြစ်ဖြစ်ခြီးပြီးတော့မှမျက်စွာဖျားရှင်ကို က်လူပေးထားမှာဖြစ်ပါတယ်။ဒါဆိုရင်လေးလပိုင်းမှာတနင်္ဂနွေသားသမီးတွေကန်စားတာတွေမြင့်သွားပါလိမ့်မယ်။ကန်အညံ့နေလဲပြေပြောက်သွားပါလိမ့်မယ်။ခရီးကိစ္စနဲ့ပတ်သက်ရင်တော့တနင်္ဂနွေသားသမီးတွေရန်အောင်မြင်တတ်ပါတယ်။အဲ့တော့ဒီတကူအကျော်ပေါ့နော်လေးလပိုင်း15ရက်အကျော်20အကျော်မှာခရီးကိစ္စတွေကောင်းတဲ့တည်နေကြားတတ်ပါတယ်။အဲ့တော့နိုင်ငံရေးစားခရီးတွေသွားမယ်ဆိုလို့ရှိရင်တော့20နောက်ပိုင်းမှာ ွားရတတ်ပါတယ်20နောက်ပိုင်းမှာပြုတ်လုံမယ်ဆိုရင်လည်းအောင်မြင်တတ်ပါတယ်အဲ့တော့တနင်္ဂနွေသားသမီးများပြောချင်တာကတော့ဒီလေးလပိုင်းမှာမိမိတို့အနေနဲ့အဝါရောင်လေးကိုရှောင်ပြီးတော့မှအနီရောင်အနက်ရောင်ပါတဲ့တခုခုเนาะအနက်ရောင်ပါတဲ့ဒီပိဆာလေးပဲဖြစ်ဖြစ်အနက်ရောင်ပါတဲ့တင်ရိတာတခုခုပဲဖြစ်ဖြစ်နောက်မဟုတ်ရကြောက်ကိုပဲဖြစ်ဖြစ်စောင့်ထားမယ်ဆိုလို့ရှိရင်တော့ ဒီတနင်းကိုနေတားသမီးများလေးလာပိုင်းမှာအင်မတန်ကိုကံကောင်းတဲ့လာတလာအဖြစ်ပိုင်ဆိုင်သွားရပါလိမ့်မယ်။ကဲကျမမိတ်ဆွေများအားလုံးစိတ်ချမ်းသာခြင်းကိုကြီးကျမကြီးနေနဲ့ဧည့်ဆောင်နိုင်ကြပါစေ။စိတ်သွားတိုင်းကိုပါလူရဆန္ဒဒီလဲပြည့်ဝနိုင်ကြပါစေရှင်။ဒီတကူလာမှာလဲအေးတန်းတာယာစွာနဲ့ပျော်ရွှင်နိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါရရှင်။